ဆော့ဖ်ဝဲစီစဉ်နဲ့နှစ်90လောက်နေရတဲ့အချိန်မှာအင်တာနက်ဆိုတာကိုလေအားလုံးကတည်ကောင်းမှတည်မယ်ပေါ့နော်ကျွန်တော်တို့နိုင်ငံမှာပထမဦးဆုံးအင်တာနက်မဟုတ်တဲ့ email service ကို publica ကရှောက်နိုင်တယ်ဆိုပြီးတော့ကာလဒိုလေးတစ်ခုရှိခဲ့ဦးတယ်ကာလဘလောက်ဒိုလဲလို့မေး18ရက် ပြီးတော့ internet လေတို့သုံးခွင့်ရတဲ့အခါမှာအင်္ဂလိပ်လူတွေကြီးပဲဖြစ်တဲ့အတွက်ကြောင့်လူတိုင်းလက်လန်းမမိလူတိုင်းလက်လန်းမိဖို့လို့ဖတ်နိုင်ဖို့လို့ပေါ့နော်အဲ့တုန်းက internet cafe လို့ခေါ်တဲ့ cinema သုံးမှုတဲ့သူတွေဆိုရင်အားလုံးမှတ်မိလိမ့်မယ်ကျမတို့ကဒီတိုင်းတမ်းပြီးဖတ်လို့မရအောင် proxy ဆိုတဲ့ဟာကိုသွားညာနိုင်ငံမှာ internet ကို free လို့မပေးထားဘူး ban ထားတာဖြစ်တဲ့အတွက်တခြားနိုင်ငံက server ကိုယူပြီးတော့မှကျမတို့က email လို့ဘာလို့စစ်ခွင့်ရတယ် နော်အဲ့လိုမျိုးလုံးဝလည်းကာလမှာဘာပေါ်ခဲ့လဲဆိုတော့ဇောကြီးပေါ်ခဲ့ညမာရီညမာလိုအာရပါရဖတ်နိုင်တဲ့ platform တစ်ခုပေါ်ဖို့လို့တီထွင်ရတာဖြစ်တဲ့အတွက်အဲ့ဒီကာလမှာတီထွင်တဲ့သူကတကယ်တမ်းပြောရကြည့်ဆိုရင်ဘာသာပေဒရဲ့ ီဝဟာရတွေရဲ့ရေထုံပေါ့နော်ခွဲရသက်ပုံတို့ရေထုံတို့ဒီ lexicography တို့စသဖြင့်အဲ့ဒီဟာအချင်းချင်းမြင့်မြင့်ကို तू ကကျွမ်းကျင်သူမဟုတ်ဘူးဒါပေမဲ့ तू မှာစေတနာဇောရှိရယ်ကွန်ပျူတာကိုကောင်းကောင်းတတ်တယ်အဲ့တော့ဇောကြီးကို तू တီထွက်တယ်ဘာသာစကားတွေကတစ်ပင်လိုပဲသူ့အပင်နဲ့သူ့အကိုင်းနဲ့သွားတာအောင် ကျွန်တော်တို့ဆိုတိဘက်တန်ဘာမီစ်လို့ခေါ်တယ်တိဘက်ကဘာသာစကားနဲ့ကျွန်တော်တို့ဘာသာစကားနဲ့နှိစက်တယ်အဲ့တဘောပေါ့အဲ့တော့အဲ့ဒီဘာသာစကားအလိုက်ပူးထားတဲ့ဟာတွေရှိရင်တချို့ဘာသာစကားတွေကအဲ့ဒါတွေကိုယူသုံးလို့မရတော့အဲ့တော့ဇောကြီးမှာဘာဖြစ်ခဲ့လဲလို့မေးရင်ရှမ်းလို့မွန်လို့ရဲ့ဝဟာရတချို့ထည့်လို့မရဘူး digital platform ပေါ်မှာအတားအဆီးမရှိ ဖွင့်လင်းမြင်သာစွာဖတ်လို့ရအောင်လုပ်တဲ့ခစ်ကိုရောက်သွားတဲ့အတွက်အရင်လိုမြန်မာဖုန်းဆိုတာတီးခြားထည့်စရာမလိုတော့ပဲနဲ့ဖုန်းလေထဲမှာ built in လို့ခေါ်တဲ့တစ်ခါတည်းထည့်ပေးရတဲ့ခစ်ကိုရောက်သွားတဲ့အခါခုနလိုအလုံးနဲ့အစဉ်ပြေမဲ့ unicode စနစ်ကိုပဲဖုန်းတိုင်းကထည့်ပေးလိုက်ကြတယ် ဘယ်ဟာကပြဿနာလဲဆိုတဲ့အခါကျတော့ကျမရဲ့အမေရိကတငယ်ချင်းကိုနိုင်ကကျမကို unfriend လုပ်သွားတာဘာလို့လဲဆိုတော့ unicode ပြောင်းသုံးလို့ဟာမဖြစ်လို့လေ unicode ပြောင်းသုံးနေဆိုတာကအမှန်တိုင်းပြောရရင်သူကိုယ်တိုင်ကဇော်ကြီးမဟုတ်တဲ့ font တစ်ခုတီထွင်တဲ့သူရှင်းရှင်းပြောရတယ် font နဲ့တီထွင်သင့်တယ်ဆိုတဲ့အသိရှိတဲ့သူတော်မှဘာလို့လဲလို့ပြီးတော့သူတို့ကအကြောင်းပြချက်နှစ်ခုကျမအများဆုံးအဖြစ်ကြားတယ်ပေါ့နော် ဒါကြောင့်ကျွန်မပြောမှုတယ်ရန်ကုန်မှာမီတာကဈေးတက်မယ်ဆိုပြီးတော့လုတ်လိုက်တဲ့အချိန်ပေါ့နော်2006 2000 2000လား2017လားအဲ့လောက်အချိန်ပေါ့နော်ဖျောင်းနိုင်မီတွေထွန်းပြီးတော့ဆန္ဒပြတဲ့ဟာလုတ်တယ်ရန်ကုန်မှာကျွန်မသွားမပြပါဘူးကျွန်မပြောတယ်ကျွန်မသိတယ်လေဒီမှာမီတာ1မီတာဟိုဟို1000လောက်ပေး450လို့ငါတို့ပေးနေရတဲ့တနိုင်ငံလုံးမှာတနိုင်ငံလုံးကလား National Grid ကြီးကလှမ်းခြုံထားတဲ့ နိုင်ငံတော်ကလက်ဆင့်မီးကိုတယူနစ်85ကျပ်နဲ့ပေးတာကိုရနေတဲ့နေရာဟာတနိုင်ငံလုံးရဲ့လေးပုံတစ်ပုံသာသာရှိတဲ့အချိန်မျိုးမှာရန်ကုန်လိုနေရာမှာနေပြီးတော့မီတာက85ကျပ်ကနေ125ကျပ်ဖြစ်သွားတဲ့ကိစ္စကိုဆန္ဒပြရမယ်ဆိုရင်ကျမဒီရလူတွေမျက်နှာပူတယ်မျက်နှာပူတယ်တကယ်ပူတာအဲ့ဒီတော့ဆန္ဒမပြကျမတို့ရဲ့အဓိကပြဿနာအဲ့လုံးနေရာကျမပြောပါတယ် တနင်္ဂနွေလုံးမင်းလေးရဲ့ဆန္ဒပြဆိုရင်တော့ကျွန်မရှေ့ဆုံးကထွက်ပြီးဆန္ဒပြမယ်။ကျွန်မတို့ရဲ့အဓိကပြဿနာဟာတနင်္ဂနွေလုံးမင်းလေးရင်မဟုတ်ဘူးလား။ရန်ကုန်မှာမီတာကကြာရင်မဟုတ်ဘူး။ကျွန်မအတွက်တော့ကျွန်မတို့ရဲ့အဓိကပြဿနာဟာတနင်္ဂနွေလုံးမင်းလေးရင်ဖြစ်ရမှာ။မီတာကနှုတ်မမှန်နေတာကပြဿနာ၊မဟုတ်မတူနေတာကပြဿနာ။မီတာကတက်သွားတာကပြဿနာမဟုတ်ဘူးတကယ်တမ်းက။အဲ့ဒီသဘောပေါ့နော်။ဒါနမူနာပေါ့နော်။နောက်နမူနာလဲကျွန်မပြောချင်သေးတယ်။အခုတလုံးအင်မတန် ဟိုနားလည်လွယ်တဲ့နမူနာမဟုတ်လို့ပါ။ဘာလဲလို့ပြောရင် unicode ကျမတို့တွေအဲ့ဒီဟိုဘက်ခင်မှာစာပေစီစီနဲ့နှစ်90လောက်နေရတဲ့အချိန်မှာအင်တာနက်ဆိုတာဟိုလေအားလုံးကတီကောင်းမှတီမဲပေါ့နော်ကျမတို့နိုင်ငံမှာပထမဦးဆုံးအင်တာနက်မဟုတ်တဲ့ email service ကို public ကရှောက်နိုင်နေဆိုပြီးတော့ ကာလဒိုလေးတစ်ခုရှိခဲ့လို့လေကာလဘလောက်ဒိုလဲလို့မေး18ရက်အဲ့18ရက်ကရန်ကုန်မှာပဲရခဲ့မှုတယ်အဲ့ဒီအချိန်ကကျွန်မထောင်အားလုခါစားအဲ့ဒီအချိန်မှာစီးပွားရေးလုပ်ငန်းတွေရခဲ့သူတို့ကငွေသွင်းပြီးတော့ငွေရလဲနည်းနည်းများတယ်ပေါ့နော်ငွေသွင်းပြီးတော့အဲ့ဒီ service ကိုယူရအဲ့ဒီတော့ကျွန်မကစီးပွားရေးလုပ်ငန်းဘယ်လိုလုပ်လို့မနေ့တနေ့ကထောင်အားလုတာပေါ့နော်ကျွန်မကဘာမှမဟုတ်ဘူးကပိုင်းနဲ့ဆက်သွယ်ကြတယ် ဟုတ်လားကျမရဲ့ဒီအစားလေးကကျမလွတ်ရလွတ်ကြောင်းကိုအားထုတ်တယ် Amnesty International, Ban International စသဖြင့်လူတွေရှိတယ်ကျမရဲ့မိတ်ဆွေဟောင်းတွေရှိတယ်နိုင်ငံခြားသားတွေပေါ့နော်သူတို့နဲ့ဆက်သွယ်ဖို့ဆိုရင် email လုပ်တယ်အဲ့ဒီတော့ကျမ email service လုပ်ခြင်းတော့ကျမလုပ်တယ်အဲ့တော့ကျမရဲ့အဲ့ဒီတော့ကျမကိုပိုင်စေကန်းလေးတစ်ခုမှာညနေမှာခဏတော့ထိုင်ဖို့တယ် relieving ခေါ်ရမျိုးပေါ့နော် သူများအစားထိုင်ပြီး ။ထိုင်ပြီးတော့အဲ့ဒီစင်ကန်ကလည်းသူတို့မှာ email ရှိတယ်ဆိုတော့ကျမတို့ကစမ်းပို့ကြည့်ရမယ်လေ။ဆိုပြီးတော့ပို့ကြည့်တာ။ကျမပို့တဲ့နေရာကျမအိမ်မှာအဲ့ဒီ email လာတက်ပြီးတဲ့နေ့ကျမ email ရောက်သွားတဲ့နေ့ကအဲ့ဒီ email စာပဲအဆုံးသွက်သွားတဲ့နေ့18ရက်ကြာတယ်။ကျမအိမ်ကစမ်းကြောင်းမှာရှိပြီးတော့ကျမရဲ့စေကံကမြင်းမီကုန်းမှာရှိတယ်။စမ်းကြောင်းနဲ့မြင်းမီကုန်းဘလောက်ဝေးလဲဆိုဒီကနေကျမထင်တယ်ဟိုမြို့ရဲ့ တခြားတစ်ဖက်ထိလောက်တော့မဝေးဘူးရက်ွက်တစ်ခုစားပဲရှိတယ်စံကြောင်းဆိုတာဟလာစံကြောင်းနဲ့မှပဲမြင်းနေကုန်းရှိတာအဲ့တော့ကိုညို့နယ်ချင်းချင်းအီးမေးလ်ပို့တာ18ရက်ကြာခဲ့ရတယ်အဲ့ဒီလိုကာလမျိုးနော်အဲ့ဒီလိုကာလမျိုးဖြစ်တဲ့အခါကျတော့ကျမတို့တွေစပြီးတော့အင်တာနက်လျှင်လို့သုံးခွင့်ရတဲ့အခါမှာအင်္ဂလိပ်လူတွေကြီးပဲဖြစ်တဲ့အတွက်ကြောင့်လူတိုင်းလလန်းမမိလူတိုင်းလလန်းမမိဖို့လို့ဖတ်နိုင်ဖို့လို့ပေါ့နော်အဲ့တုန်းက internet cafe လို့ခေါ်တဲ့ site မှာသုံးမှုတဲ့သူတွေဆိုရင်အားလုံးမှတ်မိလိမ့်မယ်ကျွန်တော်တို့ကဒီတိုင်းတမ်းပြီးဖတ်လို့မရအောင် proxy ဆိုတဲ့ဟာကိုသွားရတယ်ညီမနိုင်ငံမှာ internet ကို free လို့မပေးထားဘူး ban ထားတာဖြစ်တဲ့အတွက်သုံးကတခြားနိုင်ငံက server ကိုယူပြီးတော့မှကျွန်တော်တို့က email လို့ဘာလို့စစ်ခွင့်ရနော်အဲ့လိုမျိုးလုံးဝလည်းကာလမှာဘာပေါ်ခဲ့လဲဆိုတော့ဇောကြီးပေါ်ခဲ့တယ်မြန်မာတွေ မြန်မာလိုအားရပါရဖတ်နိုင်တဲ့ platform တစ်ခုပေါ်ဖို့လို့တီထွင်ရတာဖြစ်တဲ့အတွက်အဲ့ဒီကာလမှာတီထွင်တဲ့သူကတကယ်တမ်းပြောရကြည့်ဆိုရင်ဘာသာပေဒရဲ့ဒီဝဟာရတွေရဲ့ရေးထုံးပေါ့နော်ခွဲရသက်ပုံတို့ရေးထုံးတို့ဒီ lexicography တို့စသဖြင့်အဲ့ဒီဟာအချင်းချင်းမြင့်မြင့်ကို तू ကကျွမ်းကျင်သူမဟုတ်ဘူးဒါပေမဲ့ तू မှာစေတနာဇောရှိရယ်ကွန်ပျူတာကိုကောင်းကောင်းတတ်တယ်အဲ့တော့ဇောကြီးကို तू တီထွင်တယ် အဲ့တော့ကျမတို့အားလုံးကဇောကြီးနဲ့ဖတ်လို့ရတယ်။သို့တော့ဒီသူကသတ်မှတ်ထားတယ်ပေါ့နော်။စံနေရှိတဲ့အခါကျတော့နေရာလေးတွေအကွက်ကလေးတွေထားရတယ်။ဆိုတော့ဝါဆွဲထားရတဲ့နေရာရရထားရတဲ့နေရာစသဖြင့်ပေါ့နော်။အဲ့ဓာဒီကနိုင်ငံအလိုက်ဘာသာစကားအလိုက်တချို့နေရာတွေကတချို့ဘာသာစကားတွေကဥပီးသားတွေဆိုရင် နောက်ဘာသာစကားတွေကအလားတူပေါ့နော်ဒီကျမတို့မှာဘာသာစကားတွေကတစ်ပင်လိုပဲသူ့အပင်နဲ့သူ့အကိုင်းနဲ့သွားတာပေါ့ကျမတို့ဆိုတိဘက်တန်ဘာမီစ်လို့ခေါ်တယ်တိဘက်ကဘာသာစကားနဲ့ကျမတို့ဘာသာစကားနဲ့နှိစက်တယ်အဲ့တဘောပေါ့အဲ့တော့အဲ့ဒီဘာသာစကားအလိုက်ဦးထားတဲ့ဟာတွေရှိရင်တချို့ဘာသာစကားတွေကအဲ့ဒါတွေကိုယူသုံးလို့မရတော့အဲ့တော့ဇောကြီးမှာဘာဖြစ်ခဲ့လဲလို့မေးရင်ရှမ်းလို့မွန်လို့ရဲ့ဝါဟာရတချို့ထဲ့လို့မရအောင်အဲ့လိုဖြစ်ခဲ့ နောက်ရေထုံးနဲ့မကြီးပဲနဲ့ဇော်ကြီးရဲ့ရေနီးကိုစားရိုက်နီးကိုတီထွင်ခဲ့တာဖြစ်တယ်။နမူနာပြရရင်ကျမတို့ကြောင်းပေါ့ဟာလားနော်။ဘာဖြစ်ကြောင်းညာဖြစ်ကြောင်းကြောင်းပေါ့။ကြောင်းဆိုရင်ကျမတို့ကလက်နဲ့အခုချရေးစာလုံးပေါင်းပေါ့။တွေ့ထိုးကကြီးရက်ရက်ရေးချငတ်တာဝဆန်နှလုံးပေါ့။ကကြီးပြီးမှရက်ရက်လာတယ်။ဒါပေမဲ့ကျမတို့မျက်မြင်မှာじゃဘသူကအရင်လာလဲဆိုတော့ ရရက်တာအရင်လာအဲ့တော့ဇောကြီးကဘာလုပ်လိုက်လဲဆိုတော့တွေထိုးပြီးရင်ရရက်အရင်ရိုက်ရပြီးမှကာကြီးရိုက်ရဒါပေမဲ့တကယ်တမ်းအဲ့ဒါမြန်မာစာရေးထုံးမဟုတ်ဘူးမြန်မာစာရေးထုံးအရာမှားတယ်တနည်းအားဖြင့်မြန်မာစာရေးထုံးအရာပြဿနာဖြစ်နေတယ်သို့တော်အဲ့ဒါကိုပြဿနာလို့ကျွန်တော်တို့ကမသိခဲ့ကြဟုတ်လား ို့ကိုစာအုပ်ထဲမှာလက်နဲ့ရင်းဒီလိုရဲရပြီးတော့ဖုန်းပေါ်မှာကွန်ပျူတာပေါ်မှာရိုက်ရင်အဲ့ဒီလိုရိုက်ရတယ်လို့ပဲလွယ်လွယ်ပေါ့နော်ကျွန်တော်တို့အာနာရှင်ခင်မှာဟာပြန်မပြောနဲ့ငါပြောတာနားထောင်ဆိုတာနဲ့အသားကြလာတော့ဒီလိုဆိုရင်ဒီလိုရေးဒီလိုလုပ်လိုက်ဆိုတာကိုလွယ်လွယ်လက်ခံလိုက်တဲ့ဤသူကျွန်တော်တို့ကလက်ခံပြီးတော့လုပ်ကြအဲ့တော့ဒီမဲ့ဖြစ်ဟာဖုန်းนี่အခုလောက်ထိ upgrade မဖြစ် စဉ်ကာလမှာကျမတို့ဘာလုပ်ခဲ့ရလဲဆိုတာအလုံးမှတ်မိရင်လည်းမှတ်မိမှာပါဇောကြီးကောင်းကောင်းဖတ်လို့ရိုက်လို့ရအောင်ကျမတို့ root ဖောက်ကြတယ်တနည်းအားဖြင့်ဖုန်းထဲမှာရှိပြီးသားစနစ်ကိုဖျက်ပလိုက်တယ်စနစ်တစ်ခုကိုကျမတို့ဖျက်ပလိုက်တယ်အမှန်တိုင်းပြောရရင်ပစ္စည်းအကောင့်တစ်ခုကိုမတုံးခင်မှာဖျက်တာဆိုတာဟာပြဿနာပဲတကယ်တော့ ပြဿနာကိုကျမတို့လူထုကကိုဟာကိုဖန်နီးခဲ့ကြပြင်မယ်ပြဿနာကိုဖန်နီးခဲ့ကြတယ်လို့ကျမတို့ကမေ့သွားကြတယ်မသိဘူးဖန်နီးခဲ့ကြမှန်းကိုမသိဘူးအဲ့တော့အခုဟုတ်လားဒီဘက်ဖြစ်မှာဖုန်းဝယ်ရင်အလိုလိုနေရင်လည်းမြန်မာစာက unicode နဲ့လည်းအလိုလိုပါလာကြတယ်ဒီကမ္ဘာလုံးတိုင်းတာနဲ့ဘာသာစကားတွေအကုန်လုံးကိုဟုတ်လား digital platform ပေါ်မှာအတားအဆီးမရှိဖွင့်လင်းမြင်သာစွာဖတ်လို့ရအောင်လုပ်တဲ့ခေတ်ကိုရောက်သွားတဲ့အတွက် အရင်လိုမြန်မာဖုန်းဆိုတာတီးခြားထည့်စရာမလိုတော့ပဲနဲ့ဖုန်းတွေထဲမှာ built in လို့ခေါ်တဲ့တစ်ခါတည်းထည့်ပေးရတဲ့ခေတ်ကိုရောက်သွားတဲ့အခါခုနလိုအားလုံးနဲ့အစဉ်ပြေမဲ့ unicode စနစ်ကိုပဲဖုန်းတိုင်းကထည့်ပေးလိုက်ကြတယ် built in နဲ့မှာပါတယ်ဒါပေမဲ့ဟဲ့လား အခုတော့ Wi-Fi ဖုန်းတွေမဟုတ်ပဲနဲ့အစင်းဆက်သုံးလာတဲ့အထူးသဖြင့်ကွန်ပျူတာတွေပေါ့နော်ဖုန်းမှာနည်းနည်းလေးပုံလွယ်နေတယ်ကျမတို့က Facebook ပဲသုံးတာဆိုတော့အများစုကတခြားဟာလည်းမသုံးတော့တခြားဟာသုံးရင်လည်းအဲ့လိုလက္ခဏာတွေပေါ့တခြားပြောရင်နားလည်မှလည်းမဟုတ်တော့ထားလိုက်ပါတော့အဲ့တော့ထားပါတော့ဒီဖုန်းနဲ့ဟလာလုံးရတဲ့ဟာကိုကျမတို့ပြန်လုံးအောင်ဆိုတဲ့အချိန်မှာဘယ်ဟာကပြဿနာလဲဆိုတဲ့အခါကျတော့ ကျမရဲ့အမေရိကတငယ်ချင်းကိုနိုင်ကကျမကို unfriend လုပ်သွားတယ်။ဘာလို့လဲဆိုတော့ unicode ပြောင်းသုံးလို့တဲ့။ဟာမဖြစ်လို့လေ unicode ပြောင်းသုံးနေဆိုတာကအမှန်တိုင်းပြောရရင်သူကိုယ်တိုင်ကဇောကြီးမဟုတ်တဲ့ font တစ်ခုကိုတီထွင်တဲ့သူရှင်းရှင်းပြောရရင် font နဲ့တီထွင်သင့်တယ်ဆိုတဲ့အသိရှိတဲ့သူတောင်မှဘာလို့လဲလို့မေးတော့တို့ကအကြောင်းပြချက်နှစ်ခုကျမအများဆုံးအဖြစ်ကြားတယ်ပေါ့နော်။အစိုးရကဇွတ်လုပ်တယ်ပေါ့။လူတို့ကိုတိုင်မင်ညှိနှိုင်းတာမလုပ်နဲ့ဇွတ်လုပ်တယ်နံပါတ်1နံပါတ်2ကတော့ ။ဒီမတန်မှအာအနာရှင်ဆန်ဆန်နဲ့ဟိုဖြစ်လွန်အားကြီးတယ်လွယ်လွယ်ကူကူမဟုတ်တဲ့ဟာကိုပေါ့နော်။ခက်ခဲရင်းရင်းဖြစ်တဲ့ဟာကိုလုပ်တယ်လုံလုံလောက်လောက်တိအတိပေးတာမရှိဘဲနဲ့လုပ်တယ်ပေါ့။အဲ့ဒီသဘောမျိုးတွေပြောလာကြတယ်။ဆိုတော့ထားပါအဲ့ပုံမှာကျွန်မဘာမှမဝေဖန်ခြင်းဘူး။ကျွန်မပြောချင်တာကကျွန်တော်တို့ရဲ့ပြဿနာမျက်ချီပြတ်တဲ့ပြဿနာ ငကုံမူလဘယ်ဟာကပြဿနာဖြစ်လာတယ်ဆိုတာကျမတို့မသိတော့ဟစ်တလာစကားနဲ့ပြောရရင်အမားကြာအမှန်ဖြစ်တယ်ဆိုတာအဲ့ဒါပဲလို့ကျမထင်တယ်ဇော်ဂျီယာအမားကြာသွားတာအမားဆိုတာလုံးလုံးမှားတာမဟုတ်ဘူးစေတနာနဲ့လုပ်တာပဲသို့တော့ तू ကအဲ့ဒီအကွက်တွေကိုမထည့်နိုင်ဘူးအခုကျမတို့ဟုတ်လားယူနီကုံမှာလွယ်သွားတယ်ဆိုတာကကျမတို့ရေးထုံးတိုင်းရရတယ်အเจ้าကို ရင်းထုံးတိုင်းရိုက်တဲ့အတွက်ကြောင့်မလို့ဟလားဇောကြီးမှာတော့တချောင်းငင်ကိုတေးသေးလေးရဲ့အရှိကြီးရဲ့နှစ်ခုရိုက်มาရတယ်အခုအရှိကြီးတစ်ခုပဲရိုက်သူ့ဟာသူတေးပေးတယ်သူ့ဟာသူကြီးပေးတယ်ဟလားဒီတိုင်းပဲဂျန်တဲ့ဟာတွေမှာလည်းဒီတိုင်းပဲပေါ့နော်ဆိုတော့ရင်းထုံးအတိုင်းညမစာရင်းထုံးအတိုင်းပြန်လှုပ်လိုက်တဲ့စနစ်ဖြစ်သွားတဲ့အတွက်ကြောင့်အမှန်တိုင်းပြောရင်မူလရှိခဲ့တဲ့ပြဿနာကိုဖြေရှင်းခဲ့တာတကယ်တမ်းက ဒါမဲ့ကျမတို့ကမူလရှိခဲ့တာကိုပြဿနာလို့မမြင်နိုင်ခဲ့တဲ့အခါကျတော့အခုဖြစ်တာကိုပြဿနာလို့ထင်တယ်။အဲ့တော့အဲ့ဒီပြဿနာပေါ်မှာငင်းတဲ့ပြဿနာပေါ်လာတယ်။အဲ့ဒီမှာမှထပ်ပြီးတော့ဟာလာနိုင်ငံရေးတွေတက်ဆင်ပြီးတော့ဟိုဘယ်သူရဟာလာဘယ်ဘယ်ပါတီရဘယ်ဟာကိုထောက်ခံနေလို့ဘယ်ဟာမထောက်ခံဘူးလို့ဘယ်ဟာနဲ့ဘလို့ဆိုပြီးတော့အမျိုးမျိုးဆက်ဆက်ပြစ်လိုက်တဲ့အခါကျတော့ ကျောင်းလူကပြဿနာကိုရှာရမယ်အစားပြဿနာကိုပွားအောင် လုပ်တဲ့လူအဖွဲ့အစည်းဖြစ်ဖြစ်လာသလားလို့တွေးမိတာ။ဒါကြောင့်ကျွန်မဒီကောင်းစင်ပေးတာပါပြဿနာရှာကြဆို။ရှာရအောင်ပါကျွန်မတို့ပြဿနာရှာကြမှာဖြစ်တော့မယ်။ဒါကြောင့်စာဖတ်စီချင်တာ။စာဖတ်မှကျောင်းလူအရင်းမြစ်ပြဿနာတွေကိုရှာနိုင်မှကိုယ့်ရဲ့တကယ်ပြဿနာအစ်ကိုဖြေရှင်းနိုင်တယ်။ဒါမဲ့ကျွန်မထင်တယ် ဟိုအခုလည်းအခုနာလို့ပဲပေါ့နော်ပြောရရင်တော့အစင်မပြေဖြစ်နေကြအောင်မှာပဲဒီစကားပြောတဲ့အတွက်ပေါ့နိဆိုတော့လက်ခံမှုခရင်ကောင်းခရင်နေကြအောင်မှာပဲဘာလည်းလာပြောနေမှမသိဘူးလို့ထင်ကောင်းထင်ကြအောင်မှာပဲဟလာပိတ်တွဲရတယ်စိတ်ညစ်တယ်ခေါင်းကိုလာပြီးတော့စားနေတာပဲလို့လည်းဖြစ်ချင်းဖြစ်ကြအောင်မှာပဲသို့တော့ကျွန်မထင်တယ်ဒီနေ့ဒီချိန်မှာမှတလောက်ခေါင်းမစားဘူးဆိုရင် ဘလောက်ကြတနာနဲ့ပတ်သက်လို့ conscious မဖြစ်ကြဘူးဆိုရင်ကျွန်တော်ကြတနာနဲ့ပတ်သက်တဲ့သိမှုတွေနော်နိုးကြမှုမရှိကြဘူးဆိုရင်ကျွန်တော်ကကျွန်တော်လူအဖွဲ့စည်းရဲ့ပြဿနာကိုနောက်အနည်း20မဖြေရှင်းနိုင်ဘူးအဲ့တော့နေများကျွန်တော်ကဘလူးကျွန်းလောက်ကျဲတဲ့စင်ကာပူကို ကြော်တက်ချင်သေးတာရည်စရာကြီး ကျမတကယ်ပြောတာပါစင်ကူကိုကြော်တက်မယ်လို့ပြောရင်ကျမအင်မတန်အသေးရတယ်ခံပြင်းတယ်စင်ကူကလူဦးရေလည်းနည်းနည်းလေးဘလူးကျွန်းလောက်ကျဲတယ်တယံစာတာလည်းဘာမှမရှိဘူးပြီးရင်ကျမတို့နဲ့မတူ क्वे ပြမှုစုံလင် क्वे ပြမှုချင်းဘာမှမတူဘူးသူတို့ကလူမျိုးလေးနှမျိုးလောက်ရှိတာတမျိုးကနလမထူနိုင်လောက်အောင်နည်းနေတယ်အဲ့တော့အေးဆေးပဲဘာမှငင်းရခုံရတာជីជីမာမာလုပ်เสียလည်းမရှိစင်ကူစနစ်ဟာဒီမိုကရေစီလည်းမဟုတ် စင်ဟူဒီအာနာရှင် တပိုင်းပဲတကယ်တမ်းပြောရကြည့်ဆိုရင်နိုင်ငံရေးစနစ်အရအဲ့လိုနိုင်ငံရေးစနစ်မျိုးကိုကျမတို့ကအားကျစရာအကြောင်းလဲဘာမှမရှိဘူးလို့ကျမထင်တယ်ဖက်ဒရယ်ဆိုတာအိမ်မက်တောင်မဲ့လို့မရတဲ့နိုင်ငံစင်ဟူဆိုတာအဲ့တော့ဘာကြောင့်များကျမတို့ကတစ်ဖက်မှာ Federal Democracy နိုင်ငံဖြစ်ချင်ပါလေလို့တစ်ဖက်ကအော်ပြီးတစ်ဖက်ကကြတော့စင်ကာပူအားကြနေရမှာလဲအဲ့တော့ဟိုကပြဿနာဖြစ်နေတာမဟုတ်ဘူးလား စဉ်းစားကြပါလို့ကျွန်မပြဿနာရှာကြပါလို့ဒါကြောင့်ပြောချင်တာပါဒါကြောင့်စာဖတ်စီချင်တာလုံး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 စာဖတ်စီချင်ပါတယ်တစ်နှစ်မှာဟိုတရက်နှစ်ရက်ပေါ့နော်တရက်နှစ်ရက်မှာတနင်္ဂနွေနှစ်နိုင်နားထောင်ယုံနေတော့ကျွန်မထင်တယ်မလုံးလုံးမလုံးတော့ပါဒါကြောင့်စာဖတ်စီချင်တယ်အဲ့တော့လူငယ်တွေကလည်းအခုစာဖတ်နေတာကကောင်းတယ်ခုနလိုပေါ့နော်စာအဖတ်ဆုံးအသက်30နဲ့20နဲ့40ကြာလူငယ်တွေကစာဖတ်ဆုံးနေပဲ လေးစားပါတယ်ချီးကျူးပါတယ်တို့တော့မလုံလောက်ပါဘာလို့မလုံလောက်လဲအတိတ်ကဘာဖြစ်ခဲ့သလဲကျွန်မလိုက်ကောမှာလွတ်လပ်စွာရေးသားထုတ်ဖို့ပြောဆိုခွင့်နဲ့ပတ်သက်တဲ့သင်တန်းပေးပါတယ်ကျွန်တော်တို့ဗန်မြန်မာရဲ့သင်တန်းတွေပေါ့နော်နည်းနည်းလေးအကယ်ဒမီဆန်နေပေါ့ဘာသာရပ်ဆိုင်ရာအင်မတန်ဘူးတုဒ္ဒညားတဲ့ဟာမျိုးတွေပြောတဲ့အခါကျတော့2008ပွဲစည်းပုံချင်းကဥပဒေနဲ့ပတ်သက်တဲ့အသေးစိတ်တွေပါလာတဲ့အခါမှာ လူငယ်ကျမတမက်ကကလူငယ်လေးတက်ပါထမ်းမိတယ်။ဆရာတို့ကလည်းတဲ့ခုမှလာပြီးတော့ဒီကိစ္စကိုတဖောက်ဖွားနေပြင်ရမယ်ဘယ်နေရဘာမှားတယ်ပြောနေတာ။အဲ့တော့ကြီးရေတုံးကဘာလို့ခုလို့ထမပြောခဲ့ကြတာလဲလို့ကျမကိုပြောတာမေးတာကျမခံရဘူးတယ်။အဲ့မှာအဖြေရှိတယ်လို့ကျမထင်တယ်။ဒါပဲကျမတို့ကလူငယ်မျိုးဆက်ကိုအတိတ်ကိုလုံလုံလောက်လောက်သိစေချင်တာဒါပဲ။ ကိုအတိတ်ဘလို့ဖြတ်တန်းခဲ့ရတယ်ဆိုတာမသိရင်အတိတ်နဲ့ဆက်ဆက်နေတဲ့ပြစ္ဆုတ်ပံကိုနားလည်မှာမဟုတ်ဘူးအဲ့ဒီလိုမှနားမလည်နိုင်ပြစ္ဆုတ်ပံကဥတည်နေတဲ့အနာဂတ်ကိုအတိတ်နဲ့ကွဲပြားချမ်းသာအောင်အတိတ်ထက်ပိုကောင်းအောင်မဖန်တီးနိုင်အဝိုင်းပတ်တလို့ဖြစ်မယ်ကျွန်မပြောလို့ရှိပါလာယာနဲ့လာယာ နှစ်ခုလုံးမကွဲပြားရင်အဝိုင်းပတ်မယ်ဒီမှာတော့အဝိုင်းမရှိတော့သိမ့်မသိရအောင်ပေါ့နော်ကားနဲ့ဟလာအဝိုင်းတစ်ပတ်ပတ်တယ်လို့ဖြစ်လိမ့်မယ်ဒါကြောင့်လူငယ်တွေကိုစာဖတ်စေချင်တယ်အတိတ်ကိုလည်းလုံလုံလောက်လောက်စိတ်ဝင်စားလေးလာစေချင်တယ်ဒီကနေ့ရနေတဲ့အရာတွေဟာအတိတ်မှာဘလို့ဖြတ်တန်းခဲ့ရေဆိုတာသိရင်ဒီကနေ့ရနေတဲ့အရာတချို့အခုထပ်တော့ပို့ပြီးတမိုးထားနိုင်လာလိမ့်မယ် ဒီရနေတာတွေအပေါ်မှာအယုံများလေးချီခါတလေးဆိုတာမျိုးထဲဘယ်လောက်ထိမ့်သိမ့်မှုလိုအပ်တယ်စောင့်ရှောက်ဖို့လိုအပ်တယ်ကျင့်သုံးဖို့လိုအပ်တယ်ဒီထက်ကောင်းအောင်ဘလို့နီးတယ်နဲ့လုလို့ရသေးတယ်ဆိုတာကိုရှာတွေ့မှာပါအတိတ်ကိုတက်ရှိစာအုပ်တွေဖြစ်တဲ့လူကြီးတွေစီကနေမေးလို့ရပါတယ်တက်မဲ့စာအုပ်တွေကနေလည်းဖတ်လို့ရပါတယ် အရင်ထက်စာရင်အတိတ်အကြောင်းရေးတဲ့စာအုပ်တွေဘုံဘုံလုံးအောင်ဖတ်လို့ရနေပါပြီဝယ်လို့ရနေရှာလို့ရနေပြီလူကြီးတွေလည်းစာဖတ်စေချင်တယ်လူငယ်တွေဘာဖတ်လဲဆိုတာလဲနည်းနည်းလေးစောင့်ငယ်ပြီးကြည့်စေချင်တယ်သူတို့သိထားတဲ့သူတို့စိတ်ကူးယဉ်နေတဲ့အနာဂတ်ကိုလူကြီးတွေကနားမလဲရင်သူတို့စိတ်ကူးယဉ်နေတဲ့အနာဂတ်ဟာကျမတို့လူကြီးတွေစိတ်ကူးယဉ်ခဲ့ဘူးတဲ့အနာဂတ်နဲ့မတူတော့ဘူးဆိုတာမှ တဘောမပေါက်ထားရင်ကိုဆန်ကိုပီတန်နေနဲ့မင်းတို့ငါတို့လိုမဖြစ်အောင်ခေါင်းလာလို့ဒေါမနတာဖြစ်ရတာပဲအပတ်တင်ပါပါအဲ့တော့ဘယ်တော့မှကျမတို့လူအဖွဲ့စည်းစီးလုံးစရာမရှိတော့မိလို့စိမ့်လို့ကွဲရတာတမျိုးကြမ်းမို့မှားမို့ကွဲရတာတမျိုးဟုတ်လားဘာလူမျိုးဘာဘာသာမို့ကွဲရတာတမျိုး အသက်အရွယ်ရကွဲရတာတမျိုးအဲ့လိုသာအမျိုးမျိုးကွဲနေရမယ်ဆိုရင်တော့ကျမတို့လူအဖွဲ့စည်းရာ ရေရှင်မှာဘယ်နည်းနဲ့မှကဘာတော့မတိုးနိုင်ကျောင်းတို့ကဘာတော့တိုးချင်တာပါဒါကြောင့်တကယ်တကယ်ကျောင်းတို့လူဖွဲ့စည်းရဲ့အတိတ်ကပြဿနာတွေဘာတွေလဲဆိုတာကိုကျောင်းတို့စဉ်းစားကြဖို့လိုပြီးအဲ့ဒီပြဿနာကိုဘသူတွေကပဲဖြေရှင်းပိုင်ခွင့်ရှိတယ်ဘလို့ဘယ်ပုံနဲ့ဖြေရှင်းရမလဲစသဖြင့်အခုနောက်ပိုင်းငင်းခုန်နေတာတွေအလုံးအားကျွန်မစိတ်ထဲမှာထင်နေတာက ပြဿနာတော့မရှာသေးပဲနဲ့ဟုတ်လားပြဿနာဘာမှန်းတော့မသိရသေးပဲနဲ့ဘလို့ဖြေရှင်းရမလဲဆိုတော့တော်တော်လေးကျမတော့ညံမမီဘူးပေါ့နော်တော်တော်ညံမီလွန်းတဲ့သူတွေပဲလောက်ကြတဲ့အလုပ်လို့ထင်တာပဲအလုံးကတကယ်နားလေသဘောပေါက်လက်ခံထားတဲ့ပြဿနာတစ်ခု မပေါ်ပေါက်မချင်းကျမတို့အဲ့ပြဿနာကိုဖြေရှင်းလို့မရဘူးအဲ့တော့ကျမတို့အဲ့ဖောင်းတော်ရုပ်ွားတော်တွေဖူးရတယ်လို့ဖြစ်နေတယ် ုသိုလ်ရဖို့ဆိုပြီးတော့ကျွန်တော်တို့ကထပ်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 ပြီးတော့ဟလာရွှေသင်္ကန်းတွေကတ်ပြီးတော့မူလရုပ်ွားတော့မဖူးဘူးကြသလိုပဲအခုမူလဘုရားကျွန်တော်တို့လုတ်ဖွဲ့စည်းရဲ့ပြဿနာဟာဘာပါလဲဆိုတာကိုမေ့နေကြတယ်နိုင်ငံတော်တချင်းဟိုတော်မှာကျွန်တော်တို့က chorus အပိုက်ပဲကောင်းကောင်းရတာ ਉਹ လေကဘာမကြီးဆိုတဲ့အပိုက်ကပဲစသည်ရမူလအစစာသားဖြစ်တဲ့တရားမြတ်တာလွတ်လပ်ခြင်းနဲ့မတွေ့ဆိုတဲ့စာသားတွေကိုတော့ကျမတို့ကတော်ယုံတန်ယုံ ဆိုရခေါင်းစိအော်ဟာခေါင်းစိတောင်မှမမှတ်မိရတာအဲ့ဒီထဲမှာကျွန်တော်တို့လိုချင်တဲ့ပန်းနိုင်ပါလဲဆိုတာရှိပါတယ်လွတ်လပ်ရေးကျင်ညာစာရမ်းမအောင်နိုင်ငံတော်တချင်းမအောင်ကျွန်တော်တို့လူအဖွဲ့အစည်းရဲ့ကိုလိုနီလက်ကလူခါစားလူအဖွဲ့အစည်းရဲ့အိမ်မက်အကြီးကြီးအတိအကျရှိပါတယ်အဲ့ဒီထဲမှာပြဿနာရင်းမြစ်လည်းရှိပါတယ်ပြဿနာရဲ့အဖြေလည်းရှိတယ်လို့ကျွန်မယုံပါတယ် အဲ့ဒါကိုအတူတကွနားလေသဘောပေါက်ခြင်းမရှိကြတာကသာဒီကနေ့ပြန်တနာဖြစ်တာပါအဲ့ဒါကိုအတူတကွနားလေသဘောပေါက်နိုင်အောင်သာကိုစောင်းရတန်ရဘာသာရဆိုင်ရာများကနေတဆင့်ဖတ်ရှုလေ့လာချဉ်းကပ်ပေးကြပါစဉ်းစားအဖြေရှာပေးကြပါဒီနည်းနဲ့ပြဿနာရှာနိုင်ကြပါစေပြဿနာကို တွေ့လို့ အဖြေကိုလည်းတွေ့နိုင်ကြပါစေလို့ဆုတောင်းညီကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတော်